အချိန်ကမြန်မာနိုင်ငံကိုနေကျင်းမြင့်နေပြူများလက်နက်အားကိုးဖြင့်တိမ့်မိုက်အုပ်ချုပ်ထားခြင်းလည်းဖြစ်၏။နေရာကမြန်မာနိုင်ငံအောက်ပိုင်းဒေသမြဝကျွန်းပေါ်ရောင်းဝန်းဖြစ်သည့်လော်ကားတာသွန်ရွာကြီးပဲဖြစ်၏။၎င်းလော်ကားတာသွန်ရွာကြီးအားအင်္ဂလိပ်အစိုးရမှမှနှလုံးမျိုးတနက်ချင်းမြင့်ချင်းခံထားရသောတကြီးမင်းဥရွှေဘော်ကအုပ်ချုပ်နေ၏။တကြီးမင်းဦးရွှေဘော်ကအင်္ဂလိပ်အစိုးရမဲမှနှလုံးမျိုးတနက်အားအကြောင်းမဲ့ချီးမြှင့်ထားခြင်းမဟုတ်ပေ။ဒီနေရာ၌လော်ကားတာလော်ကားကြီးဒီနေရာကို ဥစွာပထမပြောပြလို၏ဆိုရသော လောကတာသောရာကြီးသည် အေယာဝရင်မြစ်ကြီးခွဲထွက်လာသောလှိုင်းမြစ်ကြီးမျက်နှမွာခွဲထွက်ရာကျွန်းဤပေါ်တွင်ရွာတဲထားသောရွာကြီးတရွာသာဖြစ်ပေ၎င်းကျွန်းကြီးအမွာအမွာခွဲထွက်သွားသောကျွန်းငယ်လေးများပေါ်တွင်တောပုံးဤကြောက်ခဲသည်တပည့်လက်သားအချွေရန်သုံးယောက်နှင့်အတူခိုအောင်နေထိုင်သလိုအခြေအနေပေးရင်ပေးသလိုရွာငယ်လေးများဖြစ်သည့် ရွှေလင်းမန်းဂျုံတနီမိုးညိုငလက်လစသည့်ရွာလေးများတို့လည်းဝင်ရောက်တိုက်ခိုက်လူရတတ်လေ။ပစ္စည်းယူုံနေမဟုတ်ပဲရွာဤအပြိုကျော်အချို့ကိုလည်းလက်နက်အားကိုပြအတင်းအဓမ္မသိမ့်ပိုက်တတ်လေ။တမီးရှင်တို့ဤမိဘမောင်ွားတို့မှတော်ပေါင်းဤကြောက်ခဲနေအဖွဲကိုမကျေနပ်ကြခြင်း။သောသောတဏ္ဍလက်နက်ကိုမရှင်သာ၍ညင်ကုန်နေကြရလေ။ထိုအချိန်မှာပင် အင်ဂျင်900ခန်းရှိသည့်လော်ကားတာလုံးရွာကြီးတို့ပါတော်ပေါင်းကြောက်ခဲသည့်ဝင်ရောက်လူရဲ့တိုက်ခိုက်လာလေ၍ တကြီးမင်းဦးရှိဘောမှာစိတ်မနိုင်ခဲမင်းရဖြစ်ကရင်းနှွေးမိတငွေငွေလောင်းမြိုင်နေထို့ကြောင့်တကြီးမင်းဦးရှိဘောမှာတော်ဘုံင်းကြောက်ကဲနဲ့လူโซများရှိရာတော့နယ်ပင်တို့တကိုတော်ထောက်လန်းရေးပြူဤဝင်လန်းထွက်လန်းနဲ့စကန်းတီနေရာကိုလေ့လာဤတခုသောလကွေညတွင်နော်တကိုတော်ဓာတစင်းနဲ့တော်ဘုံင်းကြောက်ကဲနဲ့အပွဲကိုဝင်ရောက်တိုက်ခိုက်ကတော်ဘုံင်းကြောက်ကဲကိုအရှင်လက်ရဖမ်းဆီး၍အင်္ဂလိပ်အစိုးရမင်းလက်သို့အနှင်းငယ်လေတော့ဤ ဤနိုင်အင်္ဂလိပ်အစိုးရမှ လော်ကားဒါလုံရတကြီးဥရွှေဘောဟာနှလုံးလူတနက်နှင့်နာမည်ကောင်းလက်မှတ်ချီးမြှင့်ခဲ့လေသည်ဤဒီပင် လော်ကားဒါသုံးရွာတကြီးဥရွှေဘော်၏စွမ်းဆောင်ရည်နှင့်အရေးချင်းပင်ဖြစ်ပေတော်၏ယခုအချိန်တွင်တော့တကြီးမင်းဥရွှေဘော်သည်ဦးစားခဲ့ပြီဖြစ်၏ဇနီးမယားဖြစ်သူမတ်ရွှေပွင့်ပင်ဇရာထောင်း၏အိုမင်းမစွမ်းဖြစ်ကတေရွာသို့မြန်းခဲ့ပြီဖြစ်၏ဒေါ်ရွှေပွင့်နှင့်ဥရွှေဘော်တို့ဇနီးမောင်နှံတွင်တူးတဲသောသားတယောက်သေးသောရင်သွေးဖြစ်သူအောင်ချင်းရှိ၏ ယခုအခါတွင်တော့အောင်ကျင့်မင်းလီရင်လူယိုကြီးဖားဖားဖြစ်ခဲ့ပြီဖြစ်အောင်ကျင့်ဆိုရင်ကမိဘများသည့်လော်ကားတာသွန်ရွာဤကြီးရတဲ့မိဘများဖြစ်သလိုရွာဤတူဦးတဲ့သောတကြီးမင်းဖြစ်သဖြင့်ရွှေလင်းမန်းကျုံတနီးငလက်လမိုးညိုရွာကြီးများတို့ပါအာနဆက်ဖြန့်ကျက်ထားသောတကြီးမင်းတူဦးတဲ့သောသားဖြစ်လေ၍လော်ကားတာသွန်ရွာကြီးနှင့်ရွာနီးကျုပ်ဆက်များတို့ပါအောင်ကျင့်ရမျက်မွေးတော်မော်၍ပင်ကြီးဝင်သူရှာဤမိဘများမှာအောင်ကျင့်ရငယ်စဉ်ခါကအတန်းကြုံထား၏ နဝမာရန်ဒီအောင်လိုက်ကြလိုက်နဲ့သတ္တမာရန်တွင်တော့အောင်ချင်းတယောက်တပုံးပုံးကြလေတော့ဤအစုံးနေနော်အောင်ချင်းမှာမိဘများမျောမန်းတာသည့် BA ဝယ်လဲမရမျိုးအုပ်မျိုးပိုင်လည်းမဖြစ်ခဲ့ပဲလော်ကားတာဆုံးရွာကြီးသို့ပြန်ရောက်လာက ထရေသမားအယက်သမားသာဖြစ်ခဲ့လေတော့ဤအောင်ချင်းသည်လော်ကားတာဆုံးရွာကြီးနှင့်ရွှေစင်ပန်းငလက်လမိုးညူကျုံတနီးရွာများသို့တပည့်လက်သားအပေါ်အပေါင်းများနှင့် ရွာစဉ်လက်ကထရေတောက်ဤအယက်တောက်ဤ အယတမသရေတမကြီးဖြစ်လာခဲ့တော့၏တခုကောင်းစီကအောင်ချိန်သည်မိမမရှုပ်ကြတနေ့အောင်ချိန်နှင့်အပေါင်းပါတို့မိုးညိုရွာ၏ရှင်လောင်းလေပွဲတခုတွင်ကိုးနောင်ကင်မာလေးမြားလေးမုံကိုတွေ့လိုက်ရပြီးယခုကဲ့စကားဖြင့်ဆိုရသောဟတ်ထီသွားခဲ့လေဟုဆိုရပြီတော့မည်မြားလေးမုံသည်မိုးညိုရွာ၏အလဘရင်မာလေးဖြစ်သလိုလော်ကားတာသောရွာကြီးနှင့်အနီးပတ်ဝန်းကျင်ရှိရွာများသို့တိုင်အောင်အလကုံတရင်ကြော်၏ ညာလေးမုံဤအသားရည်သည်စင်စွဲနှစ်ကဲ့သို့ဖြူမြောင်နှင့်ဝါဤဝါမြောင်နှင့်ဖြူဤနာရန်စင်းစင်းနှင့်မြေဝန်းနှက်ပြပြပါမမိုးနှင့်ဖူးဖူးကြသောနှခမ်းတစုံသည်ညင်ရသူတိုင်းတခါကြည့်၍အာမေယအနည်းဆုံးသောတမင်လဲပြန်သောထက်ကြည့်ရသည်သာဖြစ်ဤအထူးကြသောကညာလေးမုံဤဇပင်ဤကောင်းခြင်းနှင့်ပြည့်စုံမှုကြောင့် အလကိုအရင်ဆင့်တကဲ့သို့ဖြစ်ကာပူရိတယောက်ျားသားတို့၏မနောအာယုံကိုထတ်ဆင့်ညှိတွဲလေပြီးဆလောကန်တာသောဘာကြီးနှင့်ယွာနီကျုပ်ဆက်များတို့တိုင်အောင်အလကုံတရင်ကြော်သောဂိတ်တိကြီးမှပြန်ကားသွားခဲ့လေခြင်းဖြစ်ပေတော့၏ထိုနေ့ကတကြီးဥရွှေဘောအိမ်တို့မြို့မှမြို့ပိုင်လေးမောင်ကျော်စွာရောက်ရှိနေသလိုအလာဘေမာလေးမြာလေးပုံပါဝင်သောရှင်လောင်းလေပွဲကြီးမှလည်းတကြီးဥရွှေဘောအိမ်ရှိသူဖြစ်လာမြို့ပိုင်လေးမောင်ကျော်စွာမှမြာလေးမုံကိုမြင်တွေ့သွား၏ မြို့ပိုင်လေးမုံကျော်စွာတယောက်များလေးမုံကိုမြင်တွေ့သွားသလိုတကြီးဥွှေဘော်ဤတားဖြစ်သူအောင်ချိန်မှာလည်းမိုးညိုရွာဤကိုးနောင်ငိုင်းမှာလေးများလေးမုံကမြင်တွေ့သွားကလေးညာလေးမုံမှာမူစင်မရင်သားရှောင်းလေးပြည့်မျက်လွာလေးချ၍ရော့ရွာလေးလျှောက်လာလေသူမို့မြို့ပိုင်လေးမုံကျော်စွာကိုမမြင်မိမတွေ့မိသလိုအောင်ချိန်ကိုလည်းမတွေ့မမြင်ခဲ့ကြမြို့ပိုင်လေးမောင်ကျော်စွာမှာတကြီးမေးဥစီဘော်ဤတပည့်ဖြစ်သူငမုံကြီးဟာ ညာလေးမုံကလက်ညှိုးညွန်ပြ၍ဘယ်ရွာကလည်းဘသူသမီးလည်းနာမည်ဘလို့ခေါ်သလဲဟုတိလိုဒီကိုရေပက်မဝင်မေးလေတော့ဤငမုံကြီးမှာအသက်ပဲ40ကျော်ခဲ့ပြီဖြစ်၍မြို့ပိုင်မင်းစိတ်ကိုခံမန်းမိမိုးညိုရွာဤကိုးနောင်တိုင်းအလှဘင်မာလေးညာလေးမုံကိုမြို့ပိုင်မင်းမြင်တွေ့သွားပြီးအသည်းထီးမြညွတ်ကြသွားပြီးကိုအသက်အရွယ်ရတွတ်ဆနိုင်လိုက်ဤမြို့ပိုင်လေးကြောသွားမှမြင်းမြင်းကြီးညာလေးမုံကိုညှော့သွားသလိုလော်ကားတာကုန်ရွာကြီးတကြီးဖြစ်သူဥရွှေဘော်ဤသာအောင်ချိန်သည်လဲ အလဘရင်မာလေးမြားလေးမုံကိုမြင်တွေ့သွားပြီးနှစ်ချိုက်သွားလေ။ဤတွင်အောင်ချိတ်မမဆိုရင်ခြေမလက်မပင်နေရင်ဂယုမဆိုင်ခဲ့တော့လေ။ညာလေးမုံကိုတော့မစီမဆိုင်ခရေသမားအပေါင်းအသင်းတို့ဟာမေးလေတော့ဤ။ဟိယောဝတ်တဲ့ကောနောင်ကိုင်းတာဘယ်ပါလဲကွာစလိုက်တော့ကွာ။သွားပြီသွားပြီအောင်ချိတ်တော့ညာလေးမုံရဲ့အလောက်ကုန်ချင်မှမိသွားပြီ။ဟေးသူ့နာမည်ကညာလေးမုံနဲ့လား။ เอဟုတ်ပါกว่านำเมลีอ่ะหมาเล้มုံเนี่ยมูญญวยกูลุยใช่เดกว่าอ๋องจิ่งโซเดงาแท้โหที่หยองปิดနိုင်ล่ะตูเล้เตี่ยวเวซีเดอบองซินโดเอจ่ายไล่บ่กว่าบ่ซ้านน่ะแม่ลุเอ๊ะบ่โลไล่หามาเลยกว่าเฮ้อ่ะขำแย่งกันลุตากว่าตูรู้ไอ้มาม้งจิ่งเดกว่าม้งท้อจิ่งบ่กว่าอืมม้งจิ่งพี่งาบ่ม้งลุซ่ามาเลยกว่าฮะเมมซ่าเลยงาไม่อยู่ไปไล่เลยกว่าม้งล้อเยบ่ลุซ่าไล่ โอเคဗျာကြိုက်တယ်ကွာငွေဘလောက်ကုန်ကုန်မြားလေးမုံသာရမယ်ဆိုရင်တော့ထုံနေလားတကြီးသားအောင်ချိန်မှာကိုးနောင်ကင်မာလေးမြားလေးမုံကိုမြင်တွေ့သည့်အထိတ်အမှတ်ဖြစ်ကိုချက်ကြီးထတော်တွင်ထရေအဝါတောက်ကြ၏လူတွေပင်အမှုလုံပြီးနောက်သို့ဖင်ထိုင်လဲကြကြ၏နောက်နေ့တွင်မိုးညိုရွာသို့သွား၍မြားလေးမုံ၏မုံကြိတ်ဆောင်သို့သွားကမုံကြိတ်ကြမည်ဟုတိုင်ပင်ကြ၏အချစ်ဟူသောကာမာမီသည်အောင်ချိန်ဟူသောတကောင်သား၏ရင်ဝယ် ခွင်းမီတပွဲတဝင်းဝေလောင်ကျွမ်းခဲ့လီပြီဖြစ်၏။ဤ၌မြင်သည့်စိတ်ကိုဖြစ်ပေါ်စေသော မျက်စိအကြည့်အစင်းယူပါယုံတို့တွင်ငါသူတပားယောက်ျားမိန်းမပုပ်ကိုတရဝမပါ မျက်စိအကြည့်ရုတ်တရားသက်သက်သာရှိ။တဖန်အကြောင်းတရား၌လည်းငါသူတပားယောက်ျားမိန်းမပုပ်ကိုတရဝမပါအကျိုးတရား၌လည်းငါသူတပားယောက်ျားမိန်းမပုပ်ကိုတရဝမပါလေသောကြောင့် ငါမြင်သည်သူတစ်ပါးမြင်သည်ယောက်ျားမြင်သည်မိန်းမမြင်သည်ပုဂ္ဂိုလ်တရားမြင်သည်ဟုပြောဆို၏မရပါသူတော်ကောင်းစစ်စစ်တို့သည်ဤ၌တကာယဒိဋ္ဌိပြုတ်လေ၏သို့သောကိလေသာသမားစစ်စစ်ကြီးများဖြစ်ကြသည့်မြို့ပိုင်လေးမောင်ကျော်စွာနှင့် အချစ်သမား၏အောင်ချင်းတို့နှစ်ယောက်မှာတကာယဒိဋ္ဌိမပြုတ်သည့်အပြင်ကိလေသာ၌အမြင့်တွယ်ခဲ့လေတော့၏ထိုအချိန်မှာပင် လော်ကားတာဆောင်ရွာကြီးတို့ရောပြန်တရားကြီးဘာမှုတ်ရောက်ရှိလာလေ၏ ရောပြန်စရာကြီးဘာမဟုတ်သည်ငွေမျက်နှာတကူရဲသာကြည့်သူဖြစ်အောင်ချိန်မှာအရက်သေးသာဝခုံကုံမင်းမင်းတောက်သုံးသူဖြစ်တော်လဲရောပြန်စရာကြီးဘာမုံနေတွေ့ဆုံသောအခါတွင်ဒုတ်ပြီးဓာပြီးတနက်ပြီးသော အာလာဝကစေးထိုးလို၏အရက်သေးသာဝမတောက်သုံးတော့ပါဘူးဟုတစ္ဆာကတိပြုပါက အာလာဝကစေးထိုးပိမိဆို၍အောင်ချိန်မှာအရက်ကိုဖျက်၏ရုပ်စွာဆုံးရွာစုံမှကိုမုံကြီးအရက်ဆိုင်ရှိသူပင်ဖျက်၍မလျှောက်တော့ကြည် ထိုနေ့ညကရောပြန်ဆရာကြီးဥပမုမလော်ကားတာသွရွာလူကြီးဥရှိဘောင်ဖျားကန်းတွင်ဒါဖြစ်သူအောင်ချင်းရာအာလာဝကစေးထိုးပေ၏ဖျားရှင်ရကတော်ဝဲတဝဲစက္ကတ်လူတန်းသလိုအာလာဝကဘလူအားအုံငပြော900 300ပြည့်ကတော်ဝဲထိုးဝဲပေးကအာလာဝကမော်စေးထိုး၏ထိုညကအောင်ချင်းမှာအာလာဝကစေးထိုးပြီးသည်နှင့်အာလာဝကဘလူဝင်ဘူးလေတော့၏ အောင်ချင်းရအာလာဝကဘလူဝင်ဘူးချိန်၌အောင်ချင်းရသူဤအပေါင်းအသင်းတငယ်ချင်းတို့ထင်း၍မနိုင်ကြ။ဖခင်ဖြစ်သူတကြီးမင်းဥရွှေဘောကိုတိုင်းမင်းတားဖြစ်သူ အောင်ချင်ရာကြည်၍ခေါင်းတငိမ့်ငိမ့်ပြီးသဘောကျလေ။ရောပြန်ဆရာကြီးဥပမှုမှာ အောင်ချင်ရာကြည်၍လူတရားမှာအောင်ချင်ကိုကြော်ဝဲပေးခြင်း၌ပူးချင်းကချင်းရှိခဲ့သည်ဟုပြော၏။လူငယ်တယောက်အားလွန်စွာထက်လာသော တရှိတချောင်းပေး၍ကြိုက်သလောက်အားရှိသလောက်ထိုးခိုခိုင်း၏။ ။သို့သောထိုလူငယ်မှာအောင်ချိန်ရာထိုးဖို့ခုတ်ဖို့ဝေးစွာ အောင်ချိန်ရာကြီး၍အနာတို့ပင် မကတ်ရဲကြ။ထိုးချင်းတွင်လော်ကားတန်လုံးရွာကြီးမှအောင်ချင်းတို့သားပါနှင့်အစီမကိုက်လာသည့်မိုးသည်ဆိုသောသူမှာသူခုတ်လိုကြောင်းအကံ၍ပြက်၍တည်ကြည်ခဲ့သောဆရာကြီးတာဝန်ယူနိုင်မလားဟုမေးရာ ရောပြန်ဆရာကြီးဥပမုံမှာထိုလူကကုန်းလေးတမျိုးမျိုးဝါးကကြည်င်းပြုံး၏မင်းအောင်ချင်းရဲ့လက်ချောင်းပြက်ရှောင်းခုံနိုင်မင်းမှလုံးဝတာဝန်မရှိဘူးအေး တာဝန်မရှိတဲ့ပြင်ဟောဒီမှာငါလက်တကြွေမှာဆင်ထားတဲ့ရွှေလက်စုပ်မင်းမြင်တယ်နော်ဗရမျာကွင်းထားတယ်အေးအဲ့ဒါမင်းတို့အပိုင်စုကြဟဲ့ကိုင်းငါတပည့်အောင်ချင်းရဲ့လက်ကိုပြက်ရှာအောင်ခုတ်ဆန်းကွာဆရာကြီးစကားဆိုမိုးသီးဆိုသောလူငယ်မှာလွန်သာထက်မြက်လာသောငှက်ကြီးတောင်တရှိကိုဆွဲကင်လိုက်ပြီးတော့တရှိကိုလေတိုးစံနေတွှင်းွှင်းမြီအောင်ဝေရန်ဤ အောင်ချင်းဤဖခင်တကြီးမင်းဦးရွှေဘောမှာတားဖြစ်သူနှင့်ဓာသမာမိုးသီးတို့အားစိုးတထိတ်ထိတ်ခုံသောယင်အစုံကိုမတိမတာလက်ဖြင့်ဖင်ရင်စိုးထိတ်စွာကြည်မိုးသီးမှာမတိမတာမဲပြုံးတစ်ချက်ပြုံး၏အောင်ချင်းမှာလူသုံးလေးယောက်ဝိုင်း၍ချုံနှောင်ဖန်းစည်းထားရာမှလွတ်သွားပြီးမိုးသီးနှင့်မျက်နှာချင်းဆိုင်ရ၏မိုးသီးမှာသူရှိတွင်ဓာဖြင့်ဆလွယ်တိုင်းခုံရန်မတ်တက်ရပေးထားသည့်အောင်ချင်းအားအာပါလာသောခုတ်ချလိုက်လီတော့၏ သို့သောမိုးသည်ခုတ်ချလိုက်သောတရှိခုတ်ချက်သည်ခါထုံတုံဖော်တုံတုံအားခုတ်ချလိုက်တဲ့ကဲ့သို့ဖြစ်ပြီးခုံ၍ပြန်ကန်ထွက်သွားလေ။အောင်ချိန်မှမူထိုလူအားစူးစိုက်ကြည့်ရင်ခါထုံတုံရှိ။အောင်ချိန်၏ဖခင်တကြီးမင်းဥရှိဘောမှာသူ၏ပွဲလိုက်အောင်ဒါဖြင့်သူသားအောင်ချိန်ကိုမိုးသည်မှအားကုန်ခုတ်ချလိုက်တော်လေ။သူ၏တစက်မှပင်မစို့ပြတ်ရှာရလေတစ်ချက်ပင်မထီမရှာခဲ့လေ၍လွန်စွာအံ့ဩခြင်းကြီးစွာဖြစ်။ကဲ့တငယ်မင်းစွန့်ဒါအကုန်မဲလားကွ။ ငါတပည့်အောင်ချင်းရဲ့လက်မပြတ်တဲ့ပြင်မျက်နှာမှာအပြုံးတော်မပြတ်ပါလားကွာမိုးသီးမှာအံအောလုံး၍စက်တည်သေးသလိုပင်ဖြစ်နေလေထိုအချိန်မှစကားအောင်ချင်း၏အမိနာမရှိ၌အာလာဝကဟူသောနာမဝိသေသနာပုတ်တစ်ခုထပ်မံတိုးကာအာလာဝကအောင်ချင်းဟုလော်ကန်းတာလုံးရွာကြီးနှင့်ရွာနီးကျုပ်ဆက်သို့တန်ရောက်ကြော်စောလေတော်၏အာလာဝကအောင်ချင်းသည်လည်းအလပိုင်ရှင်မာလီမြာလေးမုံတို့မိုးညိုရွာလေးသို့စကြက်ကြတော်၏ မြားလေးမုံရေခတ်သွားလျင်နောက်တော်ဘာမှလိုက်၍ခြေစကားဆို၏သို့သောမြားလေးမုံ၏ခေါင်းရမ်းညှင်းဆိုခြင်းကိုသာခံခဲ့ရလေ၏အောင်ချိတ်မှာလုံးသောမခံကြီးမခံသာဖြစ်၍နေ၏ထိုအချိန်မှာပင်မြို့ပိုင်ပေါက်စားလေးမောင်ကျော်တော်မှမိုးညွန့်ရွာ၏အလံပကေးမှလေးမြားလေးမုံ၏မိဘများထံသို့ရွှေနတော်သွင်းအေးချင်းပွင့်၍နှစ်သက်ပါသည်ဖြင့်လက်ဆက်လိုပါကြောင်းတင်နှောင်းတင်တယ်တောင်းရန်လေတော်၏ဤတဲ့ရင်သည်လော်ကားဒါသောရွာကြီးတို့သာမကရွာနီးကျုပ်ဆက်တို့တိုင်အောင်ကျော်တော်လေတော်၏ ရွှေချင်းထက်မြတ်ဤဟုဆိုသူကဆို၏သို့တော်ဤတဲ့င်းကြောင့်အာလာဝကအောင်ချိန်မှာအသည်းကိုဓာဖြင့်နှုတ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 ်ဆင်းလို့ခံစားရလေတော့ဤမျိုးပိုင်မင်းလေးမှာမြာလဲမုံနဲ့နှစ်ယောက်သားတွေ့ဆုံ၍ခြေစကားဆိုဝင်ရခဲ့တော်လေညာလဲမုံဤညင်သာသောညင်းဆုံမှုကိုသာခံရလေဤသို့တော်မြာလဲမုံဤမိဘနှစ်ပါးမှာမျိုးပိုင်မင်းဟူသောဂုံပုံးနှင့်ပိုင်ဆိုင်ရမည့်အခွင့်အရေးများကြောင့်လက်ခံခဲ့ကြလေဤ မြားလေးမုံမမချစ်မနှစ်သက်သည့်လူ၏ရင်ဝင်တွင်၌တသက်လုံးမနေလို၏စိတ်တော်ကကြီးစွာဖြစ်၍နေလေတော့၏မြားလေးမုံ၏မြို့ပိုင်လေးမောင်ကျော်စွာတို့၏တည်င်းကိုကြားက အာလဝကအောင်ချိန်မှဦးနုလူကိုကြွယ်ရိုင်းခခြင်းခံရသလိုစပြင်းမြင်းကြီးခံသားချက်ပြင်းကမတောက်ပါဘူးဟုအာမာပန်လေခံရသောတူရာမေယကံကိုပင်ချိုးပေါက်လူနီပါဖြစ်၏ထိုအချိန်မှပင်မြို့ပိုင်လေးမောင်ကျော်စွာ၏လက်ယုံနှစ်ယောက်ဖြစ်သည့်ကံကြီးမောင်နှင့်အောင်တင်တို့နှစ်ယောက်နှင့်ဆုံလီတော့၏ ကန်ကြီးမောင်နဲ့အောင်တင်တို့နှစ်ယောက်မှာလော်ကန်းတာလုံရောင်မတကြီးဦးရှိဘော်ဤသားအာလာဝကအောင်ချင်းကိုမြဝါတင်တင်မြင်တွေ့လိုက်ပြီးဆရာသမားမျိုးပိုင်မင်းအတွက်ခလုတ်တသိန်းအနောက်ရှက်အတားစီဖြစ်နေသည်ကိုသိကခလုတ်တသိန်းကိုရှင်းကျင်နေတော်လဲအာလာဝကအောင်ချင်းဤမိုက်ကုံအာလာဝကဟူသည်ဒုတ်ဖြင့်ရိုက်ဒုတ်ကျိုးဓာဖြင့်ခုတ်ဓာခွေဟူသော အစွမ်းစာများကိုတိုးတိုးတန်တန်ကြားဘူးထားလေ၍ဗဇာတို့ပြူရာမှန်မတွေးစားတတ်ကြကြည် သို့တော်လည်းမြို့ပိုင်မဲမောင်ကျော်စွာ၏ခလုတ်ကိုရှင်းပေးခြင်းသည် မင်္ဂလာတရားနှင့်ညီ၏ဟုသောလူအောက်တန်းသားတို့၏ညင်တိုင်းပြန်ကြီးမောင်နဲ့အောင်တင်းတို့နှစ်ယောက်မှာအာလဝကအောင်ချိန်ကအယံမူးတလိုလိုဖြင့်ရှိ၏မထီလေးသာပြု၏အောင်ချိန်မှာဘွေဘွေလိုလူဆိုသည်ကိုမြို့ပိုင်မင်းတပည့်နှစ်ယောက်လုံးမသိကြသည်ထိုနှင်းကရံဝဲတွင်ဒုတ်ချောင်းချောင်းကျိုး၏ဓာဆင်းဆင်းခွေ၏သို့သောမြို့ပိုင်မင်းကြော်သွား၏တပည့်နှစ်ယောက်တို့မှာ ခေါင်းအကွဲပြဲမျက်နှာအဆုပ်အပြက်ဖြစ်ကခံစားခဲ့ရပြီးထွက်ပြေးခဲ့ရ၏။အောင်ချိန်ခေါ်အာလာဝကမောအောင်သူလော်ကားတာသောဝါဒကြီးမိသားမှာအောင်ဝဲခံခဲ့လေ၏။ဤဖြစ်ရပ်ကိုကြားသိကြကုန်သော လူအပေါင်းတို့မှာအာလာဝကအောင်ချိန်ဟာပို၍အထင်ကြီးကြကုန်၏။မျိုးပိုင်မဲမောင်ကျော်သွား၏တပည့်များကိုလည်းအထင်ကြီးကြီးမရှိဘဲလွန်သွားအထင်သေးကြကုန်၏မျိုးပိုင်မဲမောင်ကျော်သွားမှလည်းတပည့်နှစ်ယောက်ကိုစူပူ၏မရေပဲကြွဲပြဲမစည်းနှင့်ဟုပြော၍ကျင်းပေါင်းလေတော့၏ လူမိုက်ဟူသည် အသက်ကြီးလေကံမွဲဤအတိမွဲဤကံမွဲသည်ကအေးမကြီးအတိမွဲညံမွဲလေနိဗ္ဗာန်ရောက်ကြောင်းတရားပင်နာကြရတော့လဲမသိနိုင်တော့ကြည်နာကျက်ပြင်းလွန်လာတော့ဤထို့ကြောင့်လဲဆရာတော်ကြီးများသည်နိဗ္ဗာန်သည်ကံဤအကျိုးမဟုတ်ညံဤအကျိုးသာဖြစ်၏ဟုဆိုကြကုန်၏ထိုချိန်တွင်ညာလေးမုံမှာမချစ်မနှက်သက်သည့်လူနှင့်ပေါင်းသင်းရမည်လား ။မြာလင်းမုံနှစ်သက်မြန်နိုးလေသောမြာလင်းမုံ၏မိဘများအိမ်တွင်စင်ရင်ကားအလုတ်ကိုလုတ်ကင်နေရသည့်မောင်လူလားနှင့်ပေါင်းသိရမည်လားဟုသည်ကိုတွေးတော်စင်သာလေတော်၏။တကယ်ဆိုသောမြာလင်းမုံနှင့်မောင်လူလားတို့နှစ်ယောက်မှာမိဘများမသိရှိကြဘဲတဦးနှင့်တဦးလွန်းတင်သည့်ကြိုးပြင်တန်ရုံးတွင်ရှိခဲ့ကြသည်မှာ၃နှစ်၃မိုးပင်ကြာခဲ့ပြီဖြစ်လေ၏။ ရွှေနဲ့ငွေနဲ့လာသောလူကိုအလေးတင်ရမည်လားမေတ္တာနဲ့လာသောမောင်လူလားပဲအလေးသာရမည်လားဆိုသည်ကိုတက်ပြတ်သားသားဆုံးဖြတ်ခြင်းကြားရောက်နေပြီဖြစ်၏ထိုကဲ့သို့မြားလေးမုံစဉ်းစားဆုံးဖြတ်ရခန့်လေခြင်းတွင်အာလာဝကအောင်ချိန်မှလည်းလူတစောက်ကန်းပြီးပြီးမြားလေးမုံဟာအတ္တမကြံစီတော်၏မြားလေးမုံလဲတဲ့ဓမင်းညိုက်သွားပို့ရာလိုက်၏ဤတွင်မြားလေးမုံနှင့်မောင်လူလားတို့နှစ်ယောက်၏အခြေအနေကို တွေ့မြင်သိရှိသွား၏ မြင်မြင်ချင်းခဏမှာပဲအာလာဝကအောင်ချိန်မှာနတ်ဘူးတကဲ့သို့တဇက်ဇက်တုံ၏မောင်လူလာရင်ဝင်တွင်၌ရှိနေသောမြားလေးမုံမှာလည်းမမျော်လင်းသည့်နေရာမမျော်လင်းသည့်အချိန်တွင်အာလာဝကအောင်ချိန်ဟာမြင်တွေ့လိုက်၍လွန်သွားအံ့ဩတုန်လှုပ်သွားလေတော့၏ထိုနေ့ကအောင်ချိန်သည်မြားလေးမုံဆွဲလွယ်တားမြင့်နေသည့်ကြားထဲမှမောင်လူလာမှလက်သေးချက်ပေါင်းများစွာထိုးနှက်ခြင်းခံလိုက်ရပြီးတတိမေမျော်သွားခဲ့လေတော့၏ ညာလေးမုံမာလဲအောင်ချိန်ဟာလူရန်ကလူမိုင်းဟုငိုကြီးချက်မပြေပြော၏သို့တော့အောင်ချိန်ဒီကလူဘဝကြီးမှာနင်းလူပြစ်လာတာဘု து အတွက်မှမဟုတ်ဘူးအောင်ချိန်ဘဝအတွက်အသုံးတော်ခံဖို့ဆိုတာမြဲမြဲမှတ်ထားဟုကျင်းဝန်းသွားလေတော့၏ထိုတဲ့င်းဒီမိုးညိုရွာတရွာလုံးပြန့်နှံ့သွားလေတော့၏အာနာဝကအောင်ချိန်မှာထိုနေ့ကစာပြီးညာလေးမုံနဲ့ပတ်သက်၍မြို့ပိုင်လေးမောင်ကျော်သာတဦးတည်းသာမဟာပြိုင်ပွဲဟုသတ်မှတ်ထားခြင်းတွင် မထင်မှတ်စွာလေကူလီလေးမောင်လူလာသည်လေအနီးကန်ဆုံးအဓိပတိပြိုင်ပကြီးတူရှိနေလေမှတွေ့တော်သိရှိသွားလေတော်၏ထို့အတူပင်မြာလေးမုံမှာလဲအာလာဝကအောင်ကျိန်နေအပြိုင်မြို့ပိုင်လေးမောင်ကျော်စွာတို့နှစ်ယောက်စလုံးသည်မြာလေးမုံဘွားအတွက်ကြီးစွာသောအနောက်အရှေ့အတားစီကြီးနှစ်ရက်ဖြစ်၏ဟုသိရှိသွားကသူမ၏ချစ်သူမောင်လူလာတို့၏အချစ်ရေးတွင်ကြီးစွာသော အခက်အခဲများဖြစ်နေသည်ဟုရိတ်စားမိကစိတ်တော်ကကြုံတွေ့နေရလေတော်၏ ထိုးချိန်မှာပဲအောင်ချိန်မှာသူဤပြိုင်ဘက်လူလာပြက်ပြက်သားသားမြားလေးမုံနေကင်းကင်းနေရန်ပြောဆိုအံ့ဟုမောင်လူလာရှိရာလဲတဲသူလာခဲ့လေရာလဲတော်ရှိတွင်မောင်လူလာနို့ပိုင်မီလူယုံလူမိုက်တို့မှထိုးချိန်ရိုက်နေနေကြသည်ကိုမြင်တွေ့သွားလေတော့သည်ဒီမဲ့လက်ကူလီကမြားလေးမုံဆိုတဲ့မိစုတကနပန်းမင်းလိုကောင်းနဲ့မတန်ဘူးကတို့စရာမျိုးပိုင်မင်းအတွက်ပွင့်နေပန်းကွာနောက်တစ်ချိန်မြားလေးမုံနဲ့မင်းပတ်သက်ရင်ပတ်သက်ကြည့်မင်းအသက်ပါပြောက်သွားမယ် မြို့ပိုင်မိတပည့်နှစ်ယောက်ကမူးမူးယူးယူးဖြင့်ထွက်ခွာသွားခြင်းတွင်အောင်ချိန်မှလူလထံသို့သွား၏လူလမှသွေးလိမ့်လိမ့်နှင့် မျက်ရည်ပြွတ်ပြွတ်ကြာဆင်းနေလေသော၏လူလဖြစ်အောင်မေ့မြလေးမို့သိချစ်သလားအောင်ချိန်၏အမေစကားကိုကြားလိုက်သော လူလမှမိသည့်စကားကိုမှပြန်မဖြေပါကြည်ခတ်ထွေထွေသာ အောင်ချိန်ကိုပြန်ကြည့်မင်းမြလေးမို့သိချစ်မယ်ဆိုတာငါသိပါပြီကွာအေး မင်းမြာလေးမို့တိတ်ချစ်သလိုငါလည်းမြာလေးမို့တိတ်ချစ်တယ်ဆိုတာယုံပါကွာအောင်ကျင်းရင်ထဲစကားကိုကြားလိုက်ရတော့လူလာမှာမျက်ရည်ဝဲနေသည့်မျက်ဝန်းအုံမြင့်ဒုတိယအကျင့်ထပ်မံကြည့်ပြန်၏ပြီးတော့အောင်ကျင်းကထူးထူးဆန်းဆန်းစကားတစ်ခုပြော၏ငါလေးမုံနဲ့ကျွန်တော်မတန်ပါဘူးကိုကြီးအောင်ကျင်းအားဤစကားကိုကြားလိုက်တော့အာလာဝကအောင်ကျင်းမှာလူလာတနာသွားလေတော့၏အောင်ကျင်းမှာလူလာအပါမှာစိတ်မကောင်းခြင်းကြီးစွာဖြင့်ထွက်ခွာလာခဲ့လေတော့၏ ထိုအချိန်၌နေလုံးကြီးသည်ထမ်းပင်ပြိုထိပြားကန်ရောက်ရှိနေ၏ထိုအချိန်၌ပင်စွန်ကန်ယဟန်တစ်ပါးသည် လူလာရှိရာလေထဲရှိသို့စွန်ကန်ရက်လာ၏လူလာမှာသူစားရန်ထမင်းနှင့်ဟင်းသာရှိ၍စွန်ကန်ရက်ထားသောယဟန်အားလောင်းလူရန်အတွက်စွန်စွန်ဟင်းမရှိကြသို့သောယဟန်အားမော်ဘူးဥချလိုက်ချိန်တွင်လွန်သွားကြီးညိုတရာသိပ်ဖြစ်ပေါ်လာပြီးသူစားနှင့်ဟင်းနှင့်ထမင်းကိုစွန်ရက်လာသော ကိုတော်အားအကုန်လောင်းလူလိုက်သေးတော်၏ ထိုခါထိုယန်းတော်မှာလူလာဤမျက်နာမှာအထိုးကြိတ်ခံထားသောဒံယံဒံကျင်များကိုကြည်ကမေးလေတော့၏တခါလေးမျက်နာကဒံယံရေးကဘာဖြစ်တာလဲကွလူလာမှာယန်းတော်ဤအမေစကားကိုမညာလို၍မှန်သည့်အတိုင်းထုတ်ပေါ်ပြောကြားလိုက်လေတော့၏ထိုခါယဟန်တော်မှလူလာ၏စကားကိုကြားပြီးလူလာအားစူးစူးဆိုင်ဆိုင်တစ်ချက်ကြည့်လိုက်ကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးမှ အာလာဝကနဘလူမေယအောင်းနိုင်သည့်ခါရာတော်မြတ်ကြီးကိုပေးသနာလေတော်၏ ထောကာရာတော်မြတ်ကြီးကိုကျွန်တော်ဖတ်ပြနေသောအတန်စာအုပ်၏နောက်ဆုံးပိုင်းတွင်ဖော်ပြထားပါသည်လူလမှာရဟန်းတော်မြတ်နှုတ်တိုက်တင် जा ပေးခဲ့သည့်ကာရာတော်ကအယကျမဲ့၍အာဂုံဆောင်လီတော်၏ညာလေးမုံမှာလူလာအောင်ချင်းကနှိပ်စက်လိုက်မြို့ပိုင်ဤတပည့်များကအနိုင်ကျင့်လိုက်ဖြင့်စိတ်ဆင်းရဲသောကနှင့်ရုပ်ဆင်းရဲဒုက္ခများခံစားနေရသည့်တည်တင်းများကြသည့်ကလူလာကိုပို၍မျက်နှုံးမိသည်လိုပို၍လဲတနာမိလေတော်၏ဟိုအချင်းမှာပင်မြို့ပိုင်လေးမောင်ကျော်သာနှင့်ညာလေးမုံဤဝိပါတို့မှာ မြို့ပိုင်လေးနှင့်မြားလေးမုံဤမင်္ဂလာပွဲကိုရက်တမတ်လိုက်ကြလေတော့သည်ဤ၌ဒေါသတပုံထကြသူမှာအာလာဝကအောင်ချင်းပြည့်၍ကြေကွဲခံစားရသူမှာမောင်လူလဖြစ်၏ထိုအချိန်မှာပင်မြားလေးမုံမှာမောင်လူလကိုမခွဲနိုင်၍ပြက်ပြက်သားသားပင်မောင်လူလကိုခေါ်၍မုန်းညိုရွာကြီးမှထွက်ပြေးကြလေတော့၏မြို့ပိုင်လေးမောင်ကျော်စွာမှာ မင်္ဂလာခန်းဝင်ပစ္စည်းများဝယ်ယူခြင်းတွင်ယခုကဲ့သို့မင်္ဂလာသရိုသမီးပြက်ခွာဆုံးပြေးခြင်းကိုခံစားလိုက်ရ၍မခံမရနိုင်ပေလူလားနှင့်မြလေးမုံတို့ထွက်ပြေးရနောက်သို့အပြင်းလိုက်လေတော့၏ဤတွင် အာလာဝကအောင်ချိန်မှလည်းဤပြဒနာကိုမြလေးမုံလူလမျိုးပိုင်လေးမောင်ကျော်စွာတို့နှင့် လေးပွင့်ဆိုင်ရင်ဆိုင်ဖြည့်ရှင်းရန်လိုက်ပြန်လေတော့၏ ရိုးချောင်းလေးမှလေပြင်းလော်ကထွက်ပြေးကြသောလူလာနှင့်မြားလေးမုံတို့နှစ်ယောက်မှအနောက်မှဆက်တက်လေတစင်းပြည့်အပြင်းလိုက်လာသည်ကိုတွေ့၍နီးရာချောင်းကားသက်ကိုကပ်ပြီးထွက်ပြေးကြလေတော့၏လူလာမှာမြားလေးမုံကိုစတွတ်တွေ့ချင်းမြားလေးမုံ၏လက်လေးနှစ်ဖက်ကိုစွဲကင်လိုက်သလိုသူဟာစောငံရဟန်းတော်အရှင်သူမြတ်ကနှုတ်တိုက်တင် जा ပေးခဲ့သည့်ဘုန်းနာဖျားရှင်မှာအာလောကဘလူမယအောင်တော်မူခဲ့သည့်ခါရတော်ကိုမူမပြတ်ရွတ်ပွားလာခဲ့လေတော့၏ ယခုကဲ့သို့မြို့ပိုင်လေးနှင့်အဖွဲအပြင်းလိုက်လာသည်ကိုတွေးကြည့်လိုက်၍ထွက်ပြေးစဉ်လဲချစ်သူများလေးမုံ၏လက်ကိုကင်ဆွဲထားပြီးလူလာ၏နှုတ်ပြားကမူဂါနာတော်ကိုမပြတ်ရွပွားမှုမပြတ်ခဲ့ကြထိုချိန်တွင်မြာလေးမုံနှင့်လူလာတို့ထွက်ပြေးရာရိုးချောင်းလေးထိပ်ပြားဂုံလင်းလန်းလေးမှာအာလဝကအောင်ချိတ်မှာကြောတွင်ငှက်ကြီးတောင်ဓာတစင်အားလွယ်ပိုးလေးရဲ့ဆင်းလာလေတော့ဤမြာလေးမုံမှာအောင်ချိတ်ကိုတွေးလိုက်ရ၍မျက်နှာအပြည့်ကြီးပြတ်သွားလေဤ လူလာမံမူအာလာဝကဘလူးကို နိုင်တော်မူသောကာရတော်ကိုအယွတ်မပြတ်ခဲ့လေအာလာဝကအောင်ကျိမမြားလဲမုံနှင့်လူလာတို့လာရလန်းတွင်ခါးကြီးထောက်ပြီးစောင့်ကြိုနေမော်တော်ဆက်တံမှလည်းနီးကပ်လာနေကြပြီ အာလာဝကအောင်ကျိအနီးတို့မြားလဲမုံတို့ရောက်ရှိသွားသောအခါအောင်ကျိမမြားလဲမုံ၏မျက်နှာကိုစူးစူးဆိုက်ဆိုက်ကြည့်မြားလဲမုံမှာလူလာမခုံးအားစွဲကန်၍နောက်တို့မတိမတာစုံ၏ လူလာမာမူအောင်ချင်းဟာကြည်ရင်အာလာဝကဘလူအဗုဒ္ဓရှင်တော်မြတ်နိုင်တော်မူသောကာလတော်ကိုတီးတိုးယူရင်အာလာဝကအောင်ချင်းဟာကြည်လိုက်ချစ်သူများလေးမုံဟာကြည်လိုက်ဖြင့်အဆုံးဖြတ်အချင်းငါကိုစောင့်မျှော်နေသည်အလားရှိနေလေသည် ထိုချိန်မှာပင်ထူထူဆန်းဆန်းအာလာဝကအောင်ချိန်မှာလူလေးနဲ့မြားလေးမုံတို့နှစ်ယောက်ဟာရိုးလန်းအတိုင်းမသွားခိုင်းမဲ့ချောင်းဆက်တော်လန်ကလေးအတိုင်းခတ်တော့တွေ့ဖြေးခိုင်းလိုက်လေတော့ဤမြားလေးမုံမှာလွန်စွာအံဩသွားပြီးအောင်ချိန်မျက်နှာကိုအံဩလုံး၍ကြီးလိုက်စင်မှာတော့ မျက်လုံးလုံး၌မျက်ရည်အဝဲသာတွေ့လိုက်ရကြည်တော့၏လူလာနှင့်မြားလေးမုံမှာအောင်ချင်းပြေးကိုင်းသည့်60ဒေါ်လန်ကလေးတန်ခတ်တုတ်တုတ်ပြေးလေတော့၏ထိုအချိန်မှာပင်ရိုးချောင်းလေးအဆက်တို့မျိုးပိုင်လေးမောင်ကျော်စွာနဲ့တပည့်နှစ်ယောက်တို့စီးနှင်းလာသောဆက်လေတန်ကြားလိုက်ရပြီးကုန်းမြေပေါ်သို့တက်လာကြလေတော့၏မျိုးပိုင်လေးမောင်ကျော်စွာတွေးထင်သားသည်ကမြားလေးမုံနှင့်ဒူလာကိုတွေးမြင်ရလိမ့်မည်ဟုထင်၏ယခုတော့အာလာဝကအောင်ချင်းကိုခေါ်သောလော်ကားတာလုံးရွာမှ လူမိုက်ကြီးကို ဒါကြီးတချောင်းလက်တွေအသင့်ကိုင်းလျက်သားတွေးလိုက်ရ၍လွန်စွာအံ့အားသင့်ထိတ်လန့်သွားကြည်တော်၏။အောင်ချိတ်မျက်နှာကိုကြည့်လိုက်တော့လွန်စွာခက်တံမာကျော်နေသည်ကိုမြင်တွေ့လိုက်ကစစ်ဆက်သွားရကောင်းသို့နောက်သို့ပြန်လဲရကောင်းသို့ဖြင့်လွန်စွာဝေကွဲမရဖြစ်နေလေတော်၏။ဘယ်ညာလက်ယုံနှစ်ယောက်ဖြစ်သည့်အောင်တင်နှင့်ကန်ကြီးမောင်တို့၏မျက်နှာကိုကြည့်လိုက်ပြန်လေတော့ကန်ကြီးမောင်နှင့်အောင်လင်တို့၏မျက်နှာနှစ်ခုစလုံးမှာလည်းမြို့ပိုင်လေးကြော်စွာကဲ့သို့ပင်ကြောက်ရွံ့တုန်လှုပ်နေပုံမှာအထင်အသာပေါ်လင်နေတော်၏။ ထိုအချိန်အလာဝါကအောင်ချိန်မှာငှက်ကြီးတော်ဒါရီတကြောင်တင်းတင်းရင်းရင်းဆုပ်ကရင်ရှေ့သို့တလန်းရင်တိုး၍တိုး၍လာနေသည်ကိုမြင်တွေ့ကမျိုးပိုင်မင်းအောက်စုမှနောက်ကျောင်းသို့တချိုးရဲပြန်ကထွက်ပြေးကြလေတော့ဤအောင်ချိန်မျက်နာတွင်တော့ဒေါ်သာအသွင်ဆောင်၍မာကြောနေတော်လေမျိုးလုံးစုံနေတော့မျက်ရည်တို့ဝဲ၍နေလေသည်ကို မျိုးပိုင်လေးမောင်ကျော်စွာသာမြင်တွေ့သွားခဲ့တော့လွန်စွာအံ့ဩသွားမိဖြစ်အလာဝကမောအောင်သူ ဒုတ်ပြီးဒါပြီးတနက်ပြီးသည်ဆိုတော့အောင်ချင်းရင်နှွေးစကားမှာတော့ဘလောင်စုနေပြီးလွန်စွာမခံစားနိုင်ဖြစ်ကမျက်ရည်ဆက်တို့မြေတို့တပေါက်ချင်းတပေါက်ချင်းကြာဆင်းသွားလေတော့ဤလွန်စွာထူးဆန်းပေစွာ အောင်ချင်းဟူသည့်လူမိုက်လူရန်ငါကြီးစီသူဤအသေးပေါက်မတက်ချစ်ခဲ့မြန်လို့ခဲ့လေတော့မြားလေးမုံကိုတပားသူရင်ဝင်တဲ့မေးဆက်ပျော်ပါးဝင်ခွင့်ပြုလိုက်ခြင်းသည်လွန်စွာထူးဆန်းပေစွာဟုသာဆိုရပေတော့မည်ဖြစ်ထိုနေ့မှစ၍ရမများမကြမီအာလာဝကအောင်ချင်းဟုခေါ်သည့် လော်ကန်းတာသုံးရွာတကြီးမင်းဥွှေဘော်ဤတူဦးတဲ့သောသားမှာဖခင်တကြီးမင်းပိုင်ဆိုင်သည့်လေယာချောင်းမြောင်းများအိုးအိမ်ကျွမ်းလွားများအားလုံးကိုစွန့်လွတ်၍သာသနာပေါင်းတို့အပီးတိုင်ကူပြောင်းဝင်ရောက်သွားသည်ကိုမြင်တွေ့လိုက်ရပါတော့သည်အလာဝကဘလူဟာဗုဒ္ဓဘုရားရှင်တော်မြတ်နိုင်တော်မူသောခါရတော်မှာယခုအတိုင်းပင်ဖြစ်ပါသည် အဆုံးထိနားဆင်အားပေးခဲ့ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအောင်မြတ် channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါဦးခင်ဗျာအခုလိုပဲထူးခြားတွေလာပြည့်ရစမ်းပြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ